ွေဦးနရတော်တင်ကိုနားဆင်အားပေးနေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစိတ်ရောကိုယ်ပါကျန်းမာလန်းဖြာကြပါလိမ့်ခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့အိုလင်းလင်းလေးပူပါမဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာ ိုလီနီလီအိုဘားမား2008အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်ဒီမိုကရက်တစ်ပါတီဘက်မှသမ္မတလောင်းရွေးပွဲမှာအိုဘားမားနှင့်ဟီလာရီကလင်တန်တို့ရှင်ပြိုင်ကြသည်စမီဖိုင်နယ်ပွဲဖြစ်သောကြောင့်အကျိတ်နှင့်ရှိလာ၏အမေရိကန်နိုင်ငံသည်အမျိုးသမီးတစ်ယောက်ကိုခေါင်းဆောင်တင်ဖို့ဝင်မလေးတော်လဲလူမဲတစ်ယောက်အတွက်တော့အစင်သင့်မဖြစ်သေးဟုရှော့တက်ပြီးဟီလာရီနိုင်မည်ဟုထင်ခဲ့မိ၏တကယ်တမ်းကျတော့ အိုဘားမားကိုရွေးလိုက်ကြသည်ထို့ကာမှာတော့ final မှာအိုဘားမားနိုင်တော့မယ်ဆိုတာကျင်းတည်သလောက်ဖြစ်သွားပါပြီဒါကလည်းအမေရိကန်လူမျိုးတွေရဲ့ဇယိုက်တဘာဝကြောင့်ဖြစ်အမေရိကန်တို့ဒီနိုင်ငံရေးပါတီတခုကိုတတန်း20ရှစ်နှစ်အထက်ပိုပြီးအာဏာပေးလိမ့်မရှိပါတီတခုတည်းကရေရှည်ကြီးစိုးနေခြင်းဒီဒီမိုကရေစီနီးမကြဘူးဟုယူဆကြ၏ပြီးခဲ့သောရှစ်နှစ်လုံးလုံး Republican တို့အာဏာရခဲ့ပြီးပြီဒီတခါ ဒီမိုကရက်အလှည့်ပဲပေါ့နောက်တစ်ချက်ကတော့အမေရိကန်လူမျိုးတို့ဒီအသည့်အစမ်းဆိုလျင်မီးစမ်းကြည့်ကျင်တတ်တယ်အပြောင်းလဲကိုလည်းလူလားကြတယ်ပြီးတော့ဒီမိုကရေစီခေါင်းဆောင်နိုင်ငံကြီးဖြစ်ပါလျက်ကမ္ဘာမှာရန်သူအပေါင်းဆုံးဖြစ်နေတာကိုလည်းမခံကြည့်မခံတာဖြစ်နေကြသည်စစ်ပွဲတွေကိုလည်းညှိမွေလာပြီးကြားမှလူမျိုးဘာသာအသားအရခွဲခြားမှုကိုစန့်ကျင်သောလူအခွင့်အရေးအပြည့်အဝဆုံးနိုင်ငံဖြစ်ကြောင်းဂုဏ်ယူလိုကြသည်ထို့ကြောင့် ဟိုးတစ်ချိန်ကကျွဲရီနွားရီလို ပိုင်ရှင်ရဲ့အမှတ်တစိုက်ကိုတံပူနဲ့ခက်နှိတ်ခံခဲ့ရတဲ့ငွေဝဲတွန်အလွယ်ဝင်ဖြစ်ခဲ့သောလူမဲတယောက်ကသာတမရအဖြစ်တင်းမြောက်ခွင့်ရခဲ့လျင်သို့သောစန္ဒပြင်းပြနေကြစဉ်ကာလမှာဒီပုဂ္ဂိုလ်ရဲ့ထူးခြားချက်တွေကလည်းအများကြီးပဲပထမဆုံးစာပြောရမှာကသူ့နာမည်ဖြစ်အပြည့်စုံကဘာရက်ဟူစိန်အိုဘားမားသူသည်ခရစ်ယာန်ဘာသာဝင်တယောက်သာဖြစ်တော်လေဟူစိန်ဆိုသောစကားလုံးကြောင့် အစ္စလမ်ကဘာကစိတ်ဝင်တစားစောင့်ကြည့်ခြင်းခံရသူဖြစ်သူကအီရတ်မှအမေရိကန်တပ်တွေကိုလည်းပြန်လည်ရုတ်သိမ်းရန်စံတရှိသူဖြစ်တိုက်ဆိုင်မှုကတော့အီရတ်နိုင်ငံ၏တောလီသူခေါင်းဆောင်ကြီးအမိမာလဲဆာဒမ်ဟူစိန်ဖြစ်နေတဲ့ကိစ္စပဲဟူစိန်ကြောင့်စတင်ဖြစ်ပွားခဲ့ရတဲ့စစ်ပွဲကိုဟူစိန်ကပဲအဆုံးသတ်ပေးမိတဲ့သဘောသူ့မျိုးရိုးကိုစမ်းစစ်ကြည့်ရအောင်အဖေကအာဖရိကတိုက်မှကင်ညာနိုင်ငံသားလူမဲအမေက Irish နွယ်ပွား အမေရိကန်လူဖြူဖြစ်သူတို့ဘူးစာဆောင်မုံကအတော်ထူးဆန်းသည်အိုဘားမားရဲ့အဖေက မိုင်မောင်းထောင်တောင်းချီဝေးတဲ့ကင်ညာကလာသည်အမေလောက်တဲ့လူရဲ့ဘိုးဘေးတွေကလည်းမိုင်မောင်းထောင်တောင်းချီဝေးတဲ့အင်္ဂလန်အိုင်ယာလန်ကနေအမေရိကကိုပြောင်းရွှေ့အခြေချလာခဲ့တာဒီလိုလူနှစ်ယောက်ဟာဝိုင်ယီမှာလာတွေ့ပြီးလက်ထပ်အိုဘားမားကိုမွေးစစ်စစ်ဆက်ဆက်စဉ်းစားကြည့်ရင်အိုဘားမားဆိုတဲ့အမေရိကန်သမ္မတတယောက်ဖြစ်လာဖို့ဟာဘလောက်ထူးခြားတိုက်ဆိုင်ကြလဲဘလောက်ခက်ခဲသလဲ နောက်တစ်ခုကတော့သူ့ရဲ့ဥပဒေကိုဖြည့်တမရာကြီးတယောက်နေဖြည့်ခံကြားလှသည်ဟုမဆိုနိုင်တို့ရပင် ရုပ်တန့်သည်မျက်နာချိုသည်တခါမြင်ဘူးလျင်မှတ်မိလွယ်သောဂျုံမျိုးဖြည့်ထူးခြားတာကတော့သူ့ကိုမြင်လိုက်လျင်အရင်ကတည်းကခင်မြင်ခဲ့ဘူးတို့လိုကိုနဲ့အရန်ရင်းနေတဲ့လူတယောက်ယောက်နဲ့တူတယ်လို့လို့ထင်လိုက်မိတဲ့ချင်းပင်ဖြစ်ထိုချက်ကသူ့ကို လူချစ်လူခင်ပေါများစေသည် လူအများကြီးယုံကြည်ကိုးစားမှုကိုရရှိစေသည် သူကတမရာကြီးအိဗရာဟံလင်ကွန်းကို အားကျသူဖြစ်၏လင်ကွန်းနှင့်သူတူတာတွင်ရှိသည် လင်ကွန်းသည်လည်းသူ့လိုပဲအီလီနွိုက်ပြည်နယ်ကတစ်ဆင့်တမရာအဖြစ်တက်လှမ်းလာသူဖြစ်၏ပြီးတော့လင်ကွန်းကလူမဲငွေဝဲကြုံတွေကိုလွတ်လပ်ခွင့်ပေးသောစညာစာတမ်းကိုထုတ်ပြန်ခဲ့သူနှစ်ပေါင်း150ခန့်အကြာမှာအိုဘားမားကထိုစညာစာတမ်း၏အကျိုးကျေးဇူးကိုအမြင့်ဆုံးခံစားရသူထို့ကြောင့်လင်ကွန်းကိုအမှတ်ရဂုဏ်ပြုသောအဖြစ် သူ၏တမရကျန်းသစ္စာတင်ဆိုပွဲသို့လင်ကုန်းလုံးကလိုပဲအီလီနိုက်ပြည်နယ်မှမိရထားခရီးစဉ်ဖြင့်တက်ရောက်လာခဲ့သည်ကျန်းကျင်းတဲ့အခါကျတော့လေလင်ကုန်းအသုံးပြုခဲ့တဲ့တမာကျန်းစာအုပ်ကိုပဲ ပြန်ကန်ခဲ့သည်ဒီလောက်ထိလင်ကုန်းကို crazy ဖြစ်ခဲ့တာတဲ့လင်ကုန်းလိုပဲမုတ်ဆင်ငွေပတိုင်းငွေလိုက်ထားတာမျိုးတော့မတွေ့ရပါဥပမာလေးအမေရိကန်နိုင်ငံသားဆိုတော့လေပြည်မာကြီးပေါ်မှာငွေချင်မဟုတ်မိုင်မောင်းထောင်ချီဝေးတဲ့ဟာဝိုင်ကျွန်းမှာမွေးခဲ့တာ ာဝိုင်သည်ပစ္စဘိတ်သမုဒ္ဒရာအတွင်အရှိလောင်ကြီးတို့အစုံအနောက်လောင်ကြီးတို့အစာပိုင်းလောက်မှရှိသည်ကမ္ဘာအရှိချမ်းနှင့်နောက်ချမ်းတို့ဆုံရဒေသဟုပြောနိုင်သည်ထို့ကြောင့်အိုဘားမားသည်ရေကန်မြေကန်အရသမမျှတသောစိတ်ထားရှိလိမ့်မည်အဖေကအာဖရိကလူမျိုးပထွေးကအာရှတိုက်သားအင်ဒိုနီးရှားလူမျိုးအင်ဒိုနီးရှားမှာလည်းဒေသင်ကနေထိုင်ခဲ့ဘူးသူဖြစ်သောကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်နားလေစာနာလိုက်မည်အမေလို့သူကအိုင်ရစ်နွယ်ပေါင်းမှု ဥရောပကိုလည်းတန်ရောစဉ်ရှိလိမ့်မည်ထို့ကြောင့်သူကို globalization သမရဟု ပြောနိုင်သည် သူကပားရည်နဲ့ရည်ရှိသူလည်းဖြစ်၏ငါတကောကိုတော်မျိုးမလုပ်တတ်သူ့အစိုးရအဖွဲ့ထဲမှာအားလုံးပါဝင်နိုင်အောင်ကြိုးစားသည်ပြန်ဘက်ပါတီမှလက်ရှိကာကွယ်ရေးဝန်ကြီးကိုလည်းဆက်ခံထားသည်သမရလုံးရွေးပွဲမှာအကျိတ်နယ်ရှင်ပြိုင်ခဲ့သောဟီလာရီကလင်တန်ကိုနိုင်ငံသားရေးဝန်ကြီးခန့်လိုက်သည်ဟီလာရီကလည်းငါသမရလုံးရမှာဆိုသောစိတ်ညှိုးမထားဘဲ သဘောထားကြီးနိုင်တာကိုအတိအမှတ်ပြုရမည်။သူရှိကသမရအာလုံးနီးပါးသည်အမေရိကန်သာ ပထမကဘာကြီးကိုအမေရိကန်ကဥဆောင်သည်အမေရိကန်မူဝါဒကသာအဓိကအမေရိကန်သည်ဗဟိုချက်ဟုယူဆခဲ့ကြသည်။အိုဘားမားကထိုယူဆကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားသည်။ငါပြောတဲ့အတိုင်းလုပ်ရမယ်ဟု မဆိုဘဲမင်းငါကိုဘလို့ထင်တယ်လဲဟုတဖက်လူရဲ့ဆန္ဒကိုပါအရေးတယူမေးမြန်းခြင်းသို့ဖြစ်၏။သူ၏အဓိကကြွေးကြော်တန်ကိုက ပြောင်းလဲကြသို့ဟူ၍ဖြစ်၏။ဒါကြောင့်လဲသူ့ကို postmodern သမထဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။စုံထားတဲ့လက်သီးတွေကိုဖြေလိုက်မယ်ဆိုရင်လက်ဆွဲနှုတ်ဆက်ဖို့အဆင်သင့်ပါပဲဟု သူကပြောသည်။ဘယ်ဘက်လက်ဝါးကိုဖြန့်ညာဘက်လက်သီးနဲ့ထောက်ပြီးနှုတ်ဆက်တတ်သောတရုတ်တွေကိုတော့ဘလို့ဆက်ဆံလိမ့်မလဲမပြောတတ်။တချို့ကလည်းကမ္ဘာစည်းဝါးပြတ်ကတ်ကြီးကြောင့်အိုဘားမားကိုကော်ရိုးတမြင်လိုဖန်ဆွဲနေကြတာပါ။သူ့ကိုလိုအပ်တာထက်ပိုအထင်ကြီးလွန်းနေ။ သူပခုံးပေါ်တင်ပေးလိုက်တဲ့ဝင်းဒိုးဝင်ဘိုးကခန္ဓာရည်အားထက်ပိုကြီးလုံးနဲ့ဟုဝေဖန်ကြသည်။ဘာပဲဖြစ်ဖြစ်ကဘာလုံးကြီးကတော့ပနက်ဒီအမှတ်သားပေါ်မှာတီထားပြီးပြီ။အိုဘားမားဘယ်တော့ကိုကံမလဲ။လှလှပပကိုးဝင်သွားမလား။တိုင်ထိပ်ပြီးပြန်ထွက်လာမလား။ဘေးချော်အပေါ်ထောင်သွားမလား။စောင့်ကြည့်ရတော့မည်။ကာလကလည်း injury time ထပ်ဆောင်းချိန်လေလွင့်ချိန်တနည်းအားဖြင့်ဘောလုံးဝါဒနာအိုးတို့ရဲ့ဝေါ်ဟာရအရာ အသေးကွဲခြင်းရောက်နေပြီမဟုတ်လားအလင်းနှမ်းကြောင့်လည်းအမှတ်942ကိုရ2လ2009ခုနှစ်ရခုဆက်လက်ပြီးဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့စာရေးဆရာဝန်များဆိုတဲ့အစည်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင် အားပေးကြပါဦးခင်ဗျာ။ စာရေးဆရာဝန်များဒီလိုတွင်းရင်ကမှတခုဖြတ်ခနဲတတိယသွား၏ဟုတ်သားပဲဆရာဝန်တွေထဲမှာလဲစာရေးနေတဲ့လူတွေရှိနေတာပဲအထူးသဖြင့်တော့ရတ္တစာပေရေးနေတဲ့ဆရာဝန်စာရေးဆရာများအကြောင်းကမ္ဘာစာပေလောကမှာနာမည်အကျော်ကြားဆုံးဆရာဝန်စာရေးဆရာ၄ယောက်ရှိသည်ပထမတစ်ယောက်ကချက်ကော့ဖြစ်သူကို ဝိတုတုပါရဂုဟုသတ်မှတ်ထားကြသည်ဝိတုတုနှင့်ပတ်သက်ပြီးသူ၏အရေးသားကို အတုယူကြရသည် သူ၏အစိုးမိတ်များကို လေးစားကြရသည် သူဝိတုတုများမှာစာရေးကျင်သူများအထက်တင်ယွန်းညွှန်းတန်းများပင်ဖြစ်၏ချက်ကော့၏ဝတ်စစ်စောက်သည်အလွန်နမဲကြီးပြီးထိတ်တန်းကံတော်ဝင်စည်ရင်းဝင်သည်စောက်ကပပလေးဖြစ်တော်လဲအတွေးခေါ်တွင်အများကြီးပါသည်ထိုစောက်ကိုဆရာဝန်ဆိုင်ဆရာဖေးမြင့်က ြန်မာဘာသာပြန်ဆိုခဲ့ဘူးတည်။စေပညာကတော့ကျွန်တော်စနီစာပေကတော့ချစ်သူပဲဆိုတော့ချက်ကိုဤစကားကစင်ကျင်သုံးသက်ဆရာပင်ဖြစ်။နောက်တူကစာအာတာကိုနင်ဒရန်ပင်ဖြစ်။ကဘာကျော်ရှာလော့ဟုံးဝတ္ထုများကို ဖန်ဆင်းသူအကောင်းဆုံးစုံတော့ဝတ္ထုများဟုအတိမတ်ပြုခြင်းခံရသည်။စုံတော့ဝတ္ထုဆိုတော့လေအထိုးအကျိတ်အပြစ်ခံမပါတာလောက်နေပါသည်။ယုတ်တိဗေဒနီးကြကြဆက်ဆက်တွေးခေါ်ပြီး အမှုများကိုစုံစမ်းဖော်ထုတ်ခြင်းဖြစ်ဆရာကြီးရွှေဦးတောင်းကရှော့လော့ဟုံးကိုမိပြီးစုံတော့ဥဆန်ရှားဝတ္ထုများကို ရေးခဲ့သည် စာဖက်ပရိသတ်များအလွန်နှစ်သက်ကြပြီးယခုအချိန်ထိတိုင်အကြိမ်ကြိမ်ပြန်လည်ရိုက်နှိပ်ခဲ့ရပြီးမြမအစာပေတွင်ဂန္ဓဝင်စရင်ဝင်ခဲ့သည်ဆမ်မာဆပ်မွန်ဒီလည်းဆရာဝင်စာရေးဆရာပင်ဖြစ်အင်္ဂလိပ်စကားပြေရေးသားအကောင်းဆုံးဆိုသောစရင်တွင် ထိတ်တန်းကပါဝင်သည် နောက်ခေတ်စာရေးဆရာများက သူ့ရေဟန်ကို အတူယူကြရသည် သူအသက်ရွယ်ရလာသောအချိန်မှာရေးသားခဲ့သောရှေးဟောင်းနောင်ပြည့်အစင်းများမှာအလွန်ဖတ်လို့ကောင်းသည်ဆရာဝန်စာရေးဆရာတွေထဲမှာ AJ Cronin နေလဲထိတ်တန်းမှပါဝင်သည် သူဤစေတရဝိတ္ထုမှာ ထင်ရှားသည်ဆရာမောင်ထုံးသူကရဲတိုက်အညီဖြင့်မြန်မာပြန်ပြီးအမျိုးသားစာပေစုကို ရှားရှိခဲ့သည်ယောသားပြီးစိတ်ထားကောင်းသောဆရာဝန်ကလေးတယောက် အောင်မြင်မှုတွေရလာသောအခါဇာရိတရိမ့်ရိုင်ခြင်းလာပုံအကြောင်းဖြစ်၏ငွေတေကြောကြားမှုနှင့်ချင်းဝေတိတ်ခါတို့အားပြိုင်ကြပုံကို ရေးသားထားတာခုချိန်တိုင်အောင်ခင့်မိနေသေးသည်အဓိကဆက်ဆောင်ဒေါက်တာအင်ဒရူးမေဆင်ရဲ့စေတန်တွေထဲမှာရေးသားထားတာငါမယုံဘူးနှကြက်သေးကကြားရတဲ့အတန်ကိုငါယုံတယ်ဆိုတော့ဆောင်ပုတ်ကလေးကို စေကန်တိုင်းမှာရေးပြီးကတ်ထားတဲ့သည်ဟု စာတပုတ်ထဲမှာကျွန်တော်ရေးခဲ့ဘူးသည် ခုချိန်မှာတော့နကြက်ကိုအာကိုတော်ဆရာဝန်တွေကတဖြည်းဖြည်းနှဲပါလာပြီးဟုယူဆရတယ်။နကြက်ဆိုတာအလုတ်တင်ဆရာဝန်ပေါ့ဆာလေးတွေရှိုးထုတ်ဖို့လောက်တာအသုံးဝင်တဲ့အရာမျိုးဖြစ်လာတော့မှလား။နကြက်သေးကကြားရတဲ့အတန်ကိုငါမယုံဘူး။စေးစစ်ချက်ဆောင်ရွက်တွေကိုပဲငါယုံတယ်လို့ပြောင်းပြောရတော့မလို့ပါပဲ။သောဘဆိုင်ရာဆရာဝန်တွေကတော့လုံလန်းသဘောတဘာဝအရာလိုအပ်မှနကြက်ခံရခြင်းဖြစ်တော့ကြောင်းချွင်းချက်ဖြစ်ပါသည်။ ကဘာပေါ်မှာဆရာဝန်စာရေးဆရာအပေါ်များဆုံးဒီမြန်မာနိုင်ငံဖြစ်လိမ့်မည်ထင်။ဘာကြောင့်ဒီလောက်ပေါ်ရသလဲ။ဖြစ်နိုင်တာတခုတော့ရှိပြီ။ငယ်စဉ်ကလေးကစာရေးစာဖတ်ဝါသနာထုံခဲ့တော်လဲကံအကြောင်းမလှသဖြင့်ဉာဏ်ကောင်းပြီးစာတော်သောကြောင့်ဆရာဝန်ဖြစ်သွားရှာသူတွေရှိနေသောကြောင့်ပင်ဖြစ်ပေလိမ့်မည်။ခုချိန်မှာစေပညာနဲ့ဆိုင်သောဂျာနယ်မဂဇင်းတွေအများအပြားထွက်ရှိလာသောကြောင့်ဆရာဝန်စာရေးဆရာတွေပိုလို့တောင်ပေါ်များလာသည်တည်။ တစုံတယောက်ကကျွန်တော်ဆရာဝန်တယောက်ပါလို့ပြောလာလျင်အော်ဟုတ်လားအခုဘာရီရင်းနေတယ်လဲဟုတ်ပြန်မေးရမလို့ပင်ဖြစ်ဒီစာမူမှာတော့ရတ္တစာပေရေးလေရှိသောဆရာဝန်စာရေးဆရာများကိုသာမှတ်မိသမျှဦးစာပေဖော်ပြသွားပါမည်ပထမဆုံးတင်ပြလိုသူကတော့ဆရာကြီးဒေါက်တာလှရွှေပင်ဖြစ်ဆရာကြီးသည်ရတ္တစာပေ ရေးလေရှိသူတော့မဟုတ်တို့ရတွင် အစိုးဆုံးဆရာဝန်စာရေးဆရာတွေထဲမှာထိတ်တန်းကပါဝင်နေသူဖြစ်သောကြောင့်ဂုံပြုဖော်ပြလိုက်ရခြင်းဖြစ်ပါသည်ဆရာကြီးဇနီးမောင်နှံရာသက်ပံစာအုပ်မှာအလွန်နမဲကြီးသည်လင်မယားတို့ဆောင်းရံရှောင်းရံများကိုပညာပေးရေးသားထားခြင်းပင်ဖြစ်၏မင်္ဂလာဆောင်လက်ဖွဲ့ရာတွင် ထိုစာအုပ်ကိုထဲသွင်းလက်ဆောင်ပေးရသည့်အထိခေတ်စားခဲ့သည်ဆရာကြီးသည်ကျောင်းသားသမဂ္ဂခေါင်းဆောင်လည်းဖြစ်ခဲ့ပူသည်1938 1300ပြည့်ရေတော်ဘုံကြီးတွင်ခေါင်းဆောင်ကိုပါဟင်းအဖမ်းခံရပြီးနောက်ကိုလှရွှေနောင်ဒေါက်တာလှရွှေကဆက်လက်ဦးဆောင်ခဲ့သည် အင်္ဂလိပ်အစိုးရ၏ဖမ်းဆီးခြင်းကိုလည်းခံခဲ့ရပူသည် နောက်တစ်ယောက်ကဆရာကြီးဒေါက်တာထွန်းရွှေဖြစ်၏တပ်ဝေမေကျော့ဆိုသော လုံချင်းဝိထုကို ရေးခဲ့သည်ဇလန်းမှာအလွန်ခစ်ရှိပြေးခဲ့သည်ခလေးအလွန်လိုချင်သောဇနီးမောင်နှံကိုကူညီခဲ့သောဆရာဝန်တစ်ယောက်အကြောင်းဖြစ်၏ယောက်ျားဖြစ်သူက တည်အောင်နိုင်သောအခြေအနေမှာမရှိ ထို့ကြောင့်မိမ့်မ၏တိုင်ရင်ရဲ့တို့ အခြားသူတို့၏တုပ်ပိုးကိုထဲသွင်းပြီးခလေးရအောင်ပြုတ်လုပေးလိုက်ရသည် ထို့တုပ်ပိုးပိုင်ရှင်မှာဆရာဝန်ကိုယ်တိုင်ပင်ဖြစ်၏မွေးလာသောခလေးမှာလည်းသူ့ခလေးဖြစ်သည်တို့ရပင်ဆရာဝန်ကြွယ်ဝဲရအမှန်တိုင်းဖွင့်ပြောခွင့်မရဘဲကြိတ်မိတ်ခံစားရပုံကိုရေးထားရာထိုခေတ်အနေထားရာဒူးဆန်းအံ့ဩပွဲဖြစ်ခဲ့ရသည်ဆရာဝန်စာရေးဆရာတွေထဲမှာ အတော်အကြောင်းဆုံးကတော့ဆရာမောင်တင်ပင်ဖြစ်သူကဆရာဝင်စာရေးဆရာစေမှုဘူကြီးရုပ်ရှင်မင်းသားဆိုသောဂုံပုတ်တွေကို ပိုင်ဆိုင်ထားသူဖြစ်အကယ်ဒမီဆိုလဲရဘူးသည်သူဤဆရာဇလန်းဆောင်ဝိတ္ထုများသည်ထင်ရှားသည်စေပညာနှင့်ပတ်သက်သောကိစ္စများကိုဇလန်းစင်ရေးသားသည်ဆရာဤမြူးကျွတ်တက်လက်သောစကားပြေရေးသားကြောင့်ပညာပေးနေမှန်းတော့မသိလိုက်ဘဲစဲမက်ဖွယ်ဖြစ်ရသည် ဆရာဒေါက်တာမောင်မောင်ညိုသည်တိတ်ပန်နီးကြအိမ်တော်တွေဘဝလိုစေပညာပေးဆောင်များရေးသားတဲ့ကဲ့သို့ရတ္တစာပေတွေလည်းရေးသည် စာပေဆိုင်ရာဆောင်းပါးတွေလည်းရေးကြရမှာမော်ဒန်စာပေအကြောင်းတောင်ပါသေးသည်ဘာသာပြန်ဝိထုတို့တွေလည်းရေးသည်ဆရာဝန်စာရေးဆရာတွေထဲမှာဒေါက်တာအောင်မောင်နှစ်ယောက်ရှိသည်ဆေယောဂအထုကဒေါက်တာအောင်မောင်နဲ့ဒေါက်တာအောင်မောင်မိုးကုတ်တို့ဖြစ်၏ကလောင်အမိမာဒေါက်တာမတက်ဖဲမြမဆန်းဆန်း ဆရာဝန်တင်ရွှေဟုမိခေါ်ခဲ့သည်ဆရာတယောက်လည်းရှိခဲ့သည်အထက်တန်းကျောင်းမှာသင်ခဲ့ရသောမြန်မာစကားပြေလရွေးစင်ထဲမှာဆရာစာတပုတ်ပါသည်နှလုံးရောဂါခွဲစိတ်ကုသပုံအကြောင်းကိုဝိထုတပုတ်တဖွဲ့အသေးစိတ်ရေးထားခြင်းဖြစ်၏အချိန်ချင်းထက်ထက်ဖတ်ခဲ့သဖြင့်လူနာအမှတ်59414ဆိုသောခေါင်းစဉ်ကို ခုချိန်ထိအလွန်မှတ်မိနေသေးသည်ယခုခါဆရာမရှိတော့တော့လဲဆရာမိသားစုက ဆရာဝန်တင်ရွှေစာပေစုကိုနှစ်စဉ်ချင်းမြင့်လျက်ရှိသည်။ကြပြားတွေကသာ စိုက်လိုက်မတ်တက်ရေးသောဆရာဝန်စာရေးဆရာရဲလို့သိမရှိလား။ဆရာညွန့်ဝေကတာမှာနမဲကြီးကြပြားဆရာတူဖြစ်၏။ကတာမျိုးသားတွေဆရာဝန်ဖြစ်လာလျင် စာရေးရမည်ဟုအစင်လာတစ်ခုတတ်မှတ်ထားလေသလားတော့မသိ။ဒေါက်တာအောင်ကြီးမန္တလေးစစ်တပ်ကသူစီးပညာဌာနပါမောက္ခဌာနမှူးသည်လေကတာမျိုးသားပင်ဖြစ်၏။ထူးခြားတာကတော့ ဆရာဝန်ဖြစ်တော်လဲလူနာရီရဲ့ခန်းစားချက်ကို ဦးစားပေးတော်ရှုထောင့်က ရေးလေရှိခြင်းပင်ဖြစ်ဒေါက်တာအောင်ခင်ဆက်ထွန်းထွန်းစေသိပ်ပံဒေါက်တာငွေဆိုးဒေါက်တာရဲနိုင်ဒေါက်တာအေးထွန်းစသည်တို့ဆက်လက်ထွက်ပေါ်လာခဲ့သည်1980ပြည့်နှစ်များသည်မြန်မာစာပေလောကကိုဆရာဝန်ဆိုင်ဆရာများကကြီးစိုးရမ်းမှုသောကာလဟုပင် ဆိုနိုင်လောက်သည်ဆရာဝန်ဆိုင်ဆရာတွေအုံနဲ့ကျင်းနဲ့ပေါ်ထွန်းလာခဲ့သည် အရေးအတွက်သာမဟုတ်အရေးချင်းလည်းကောင်းကြသည်ဝိထုတို့ရွှေခိဟုခေါ်ရလောက်အောင်အားကောင်းမောင်းတန်ရှိခဲ့ကြသည်ဖေမြေယုဝတီခင်ဦးဂျီအေလင်းစစ်တဲ့နိုင်စောပြေစင်းနဲ့ကျော်စွာထက်လူမျိုးနော်တင်မောင်တန်းကြည်စောဝင်းကိုတာစုထားဂျိုးစောတို့နောက်ဒေါက်တာခင်မောင်ဝင်းအသေးတထွန်းစေးသိပ်ပံအမရာစစ်တဲ့ဒေါက်တာလာမင်း မအူကျုံးမိမုံနိုင်လင်းထွန်စေမန်ဒေါက်တာဆိုးလွင်ဒေါက်တာမူလာကျော်တက်ခိုင်စေတက်ကတော်မင်းနီရှယ်ထန်ငိမ့်ဝေစုပြေနို့တို့ဆက်လက်ထွက်ပေါ်လာသည်ဂျူညာနောင်းညူဝင်းဝင်းလက်လင်္ကာကြီးကျော်လွန်ထတာစေတက်ကတော်မင်းကိုက်ဆိုးစံတို့မှာလုံးချင်းမထုလောကမှာပါထိတ်တန်းစရင်ဝင်ခဲ့ကြသည်ခင်ပန်နှင်းနဲ့မတိတာစမ်းကြောင်းတို့သည် ဆိုင်းစရာဖြစ်တာမက စာနယ်ဇင်းအက်ဒီတာများအဖြစ်ပါအောင်မြင်နေကြသည်စောင်းလိုင်းသည်အဆိုတော်ဖြစ်တော်လဲတချင်းစာသားတွေကိုယ်တိုင်ရေးသည်ကြပြလဲရေးတတ်သည် ခုနောက်ပိုင်းတွင် လင်းဆက်ွယ်ကေတရီစေးတတ်ကတူလင်းစင်ရောစာသော လူငယ်ဆရာဝန်ဆိုင်းစရာလေးတွေနမေရလာသည် သူတို့ဝိထုလေးတွေကို စာပေသမားတို့မျက်စိကြလာသည်စာပေဆိုင်ရာဆုတချို့ရရှိကြသည်ဆရာဝန်ဖြစ်ပါလျက် ဆေးလုံးဝမကုသူတယောက်ရှိသည် သူကထူးကြသည်ဆေးသာမကုတာအမှုပညာတော့အစုံလုတ်သည် စာရေးသည်တပြားကျွမ်းကျင်သည် လူရှင်တော်လုတ်သည်အငိမ့်ကသည် ပြဇက်ကသည်တချင်းရေးသည်ဆိုလဲဆိုသည်ရုပ်ရှင်သရုပ်ဆောင်လုတ်သည် နိုင်ငံရေးလဲပါလေသည်ဆရာဝန်တွေထဲမှာအချင်းရေးအတွက်အများဆုံးပါတော်မူသူလဲဖြစ်သည်သူကတော့သောပတ်ဆိုင်ရာဆေးတက္ကသိုလ်ចောင်းသားဟောင်း ဒေါက်တာသူမခေါ်စာကနာပင်ဖြစ်လေ၏ဆရာဝန်ကြီးရဲ့လက်ရည်ဟာဖတ်လို့မရတော့အောင်ဆိုးရွားလှကြောင်းလူတိုင်းသိပြီးဖြစ်၏တကဘာလုံးမှာလည်းဒီတိုင်းပဲတဲ့ဘာကြောင့်လဲတော့မသိတကဘာလုံးမှာဆင်လာကြီးတို့ဖြစ်နေပြီလက်ရည်လှရင်ပဲဆရာဝန်မပြေတာဘူးထင်နေကြသလားမသိဒီနေရာမှာစဉ်းစားစရာတစ်ခုပေါ်လာသည်နှစ်ချောင်းသုံးချောင်းလောက်သာရှိတဲ့ဆေးစာကိုတော့လူမဖက်တတ်အောင် ရေးတဲ့ဆရာဝန်တွေဟာ ဝတ္ထုတွေစောင်းမားတွေကိုဘလို့လရင်းနဲ့များရေးခဲ့ကြသလဲဆိုသောကိစ္စပင်ဖြစ်သူ့ဟာလို့တော့ဟုတ်နေကြတာပဲခုခေတ်မှာတော့တချို့ကကွန်ပျူတာဖြင့်စာစီပြီးရေးကြသည်ဆို၏ဆရာဝန်တွေလည်းဖတ်မရအောင်ဆိုတာနဲ့ပတ်သက်ပြီးဟာတာဒိုလီတပုတ်တောင်ဖတ်ဖူးသေးသည် မိတတ်သောပေါမောက်ကဆရာဝန်ကြီးတို့အကြောင်းဖြစ်၏သူက ဟောပြောပွဲတစ်ခု ဟောဖို့ရှိနေသည် မိမာဆိုသည်ဖြင့်ဟောပြောမိအကြောင်းအရာအချက်လက်အချင်းချုပ်ကို ဆောင်ရွက်ပန်းကလေးတစ်ခုပေါ်မှာတင်းမတ်သွားရသည်ဟောပြောပွဲဆင်ပေါ်ရောက်လို့ဆောင်ရွက်လေးကိုဖြန့်ကြည့်လိုက်ရာသူ့လက်ရည်သူ့ပြန်ဖက်လို့မရတော့ပဲဖြစ်ထိုးကားဆရာဝန်ကြီးကကျေးဇူးပြုပြီးအခုတွားရောက်လာတဲ့ပြိဿတ်တွေထဲမှာစင်းဆိုင်ကလူတယောက်ယောက်များမပါဘူးလားခင်ဗျာလို့အကူညီတောင်းလိုက်ပါတည်းဒီစာကိုရင်းနေတော့မှာကျွန်တော်ဇနီးအလုတ်ကပြန်လာသည်သူကစာမူပြီးပြီလားတဲ့ဟုတ်မေးသည် သူသည်တောဘတ်ဆရာစေတက်ကတော်မှစာကြည့်တိုင်မှုဖြစ်သောကြောင့်မဂ္ဂဇင်းကိစ္စမှာဟိုဆရာရင်းနဲ့အလိုတူအလိုပါဖြစ်သည်ထို့ကြောင့်နေဇမ်းမောင်ဆရာဦးစိန်ရွှေကစေကုသကနဲ့စာမုံနဲ့လဲမဲ့ပြောရယ်ဆရာအောင်သူဟင်းကလည်းပစုံးနဲ့လဲဖို့စူးစမ်းတယ်နင်ရောငါစာမုံကိုဘာနဲ့လဲမလဲဟုတ်စကားခေါ်ကြည့်လိုက်တော့သူကပြုံးစစ်စီလုံရင်ဒီမှာလေဆိုပြီးအထုပ်ကလေးတစ်ထုပ်ကို လှမ်းပေးလိုက်သည်။ဘာများလဲလို့ဆွဲထုတ်ကြည့်တော့လမ်းဘေးဆိုင်ထဲမှာရောင်းလေရှိသောစွတ်ကျဲလက်ပြက်ကလေးတစ်ထည်။အင်းလေစွတ်ကျဲပေးမှတော့ထိုးခွင်းထားရပြီးမပေါ့ဆိုပြီးဒီဆောင်မှုကိုကြိုးစား၍ရေးသားလိုက်ရပါသည်။တောဘက်ဆိုင်ရာစစ်တပ်တို့မဂဇင်း2012ခုနှစ်ယခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့အိုလီလေးလေးအိုဘားမားနဲ့စာရေးဆရာဝန်များဆိုတဲ့အစည်းအများကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ နားဆင်အားပေးကြတဲ့တောတာရှင်များအားလုံးစစ်အာဏာရှင်စနစ်ဆိုးအောက်မှာအများဆုံးလွတ်မြောက်ပြီးပန်းတွေဝေသောရွှေရောင်အနာဂတ်တွေကိုကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။